လွိုက်ကောစီဆိုင်လန်းကိုမြေပြင်စစ်ရေးအခြေအနေရယာယီပိတ်ထားတယ်လို့ဂရီနီမျိုးသားများကာကွယ်ရေးတပ် KNDF ဗျူဟာအမှတ်နှစ်ကနေ့ကမတ်လ20ရက်နေ့ရက်စွဲနဲ့အသိပေးထုတ်ပြန်ပါတယ်။မတ်လ20ရက်နေ့ကစလို့ရက်အကက်အတမ်းရှိ ရေကြီးရေငယ်တွေခီးသွားလာတာကိုယာယီရက်ဆိုင်မှာဖြစ်ပြီးပြည်သူလူထုလှုပ်ခြုံရေးအတွက် လိုက်နာပေးကြဖို့မြစ်တမ်းရပ်ခါတယ်လို့ပြောဆိုထားပါတယ်။လွိုက်ကောစီဆိုင်လမ်းမကြီးတစ်လျှောက်မှာစစ်ကောင်စီဘက်ကစီရေလှုပ်ရှားမှုတွေပြုလုပ်နေပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲအချိန်မြင့်ဖြစ်ပွားနိုင်ပြီးပိတ်ထားရတာဖြစ်တယ်လို့လဲထုတ်ပြန်ချက်မှအသိပေးထားတာပါစစ်ရေးအခြေအနေကအသိပေးထုတ်ပြန်နေဆိုပေမဲ့ကုံရောင်းကုံဝဲပြုတ်လုတဲ့သူတွေရင်မောင်းနဲ့အတက်မွေးဝမ်းကြောင်ပြုတ်ရသူတွေအနေနဲ့အခက်အခဲဖြစ်စေတယ်လို့ဒေသခံအမျိုးသားတဦးကပြောပါတယ်ဒီနေ့မနေ့ပိုင်းအထိတော့ရိုက်ကောရှမ်းပြည်နယ်ကိုပြင်းဆွဲနေတဲ့ရေလိုင်းကားတချို့တွာလာနေသေးတယ်လို့ဆိုပါတယ်ရိုက်ကောစီဆိုင်လမ်းပိတ်တဲ့ထုတ်ပြန်ချက်ကိုလိုင်းနံဆောင်ရွက်ခြင်းမရှိဘူးဆိုရင် ဖြစ်လာတဲ့ဘယ်အကြောင်းအရာမဆိုတာဝန်ယူပေးမှာမဟုတ်ဘူးလို့ KDF ပြူဟာအမှတ်နှစ်ကပြောဆိုထားပါတယ်